Hello ဒီဒီနေ့တော့လဖေးဆိုင်ဆိုပေမဲ့အစားအသောက်တော်တော်ကောင်းကောင်းနဲ့ဆန်းဆန်းလေးတွေရတဲ့လဖေးဆိုင်လေးတစ်ဆိုင်အောင်ပြပေးချင်ပါတယ်။ဆရာဆန်လမ်းမပေါ်ပဟန်းမှာရှိတဲ့ကိုကန်ကောင်းတီဟောက်စ်ပါ။ကားပတ်ကင်ကြဲကြဲဝုန်းဝုန်းနဲ့ဆိုင်နေရအနေထားကြဲကြဲဝုန်းဝုန်းနဲ့နှစ်ထပ်ရှိပါတယ်။ အရင်ဆုံးစားဖြစ်တာလေးရာအရသာအရမ်းမိုက်တယ်တူဘူးနှွေးခေါ်ပုတ်ပါတူဘူးနှွေးကိုခေါ်ပုတ်ကြော်လေးတွေနဲ့စားရတာပေါ့နော်အရသာအရမ်းကိုမစားလို့ကောင်းလို့ခြေတော်တော်ကြီးကိုကြိုက်ပါတယ်ဒါလေးကို highly recommend ပါတူဘူးရဲ့ texture ကလည်းလုံးဝကိုနူးနူးညံ့ညံ့လေးနဲ့အရသာတော်တော်လေးကိုရှိပါတယ်ခေါပုတ်ကြော်နဲ့တွဲစားရတဲ့အရာသာလည်းတော်တော်လေးကိုမိုက်ပါတယ်။ဆိုင်မှာလည်းပွဲထွက်များတဲ့ဒုဘူးနှွေးခေါပုတ်လေးရတော့ must try ပါ။ နောက်တစ်မျိုးကတော့သူဆိုင်ရမန်နျူအစ်စ်လေးဖြစ်တဲ့ဖတ်ထုတ်စီချက်ပါဖတ်ထုတ်အသားတော်တော်လေးကောင်းတာသတိထားမိတယ်ပြီးတော့အတွင်းရအသားလေးလည်းစားလို့ကောင်းတယ်အရသာကလည်းပုံမှန်ထက်ပိုစားကောင်းတဲ့ဖတ်ထုတ်လေးမျိုးကြည်ကြိုက်ပါတယ်ဒါလေးကတော့ချောကလက်တိုးစ်ပါတော်တော်လေးကိုစားလို့ကောင်းတဲ့အချိုပွဲလေးပါပဲချောကလက်ရေခဲမုတ်ရဲ့အရသာလေးကလည်းတော်တော်လေးကောင်းပါတယ်သူရေခဲမုတ်ကလေကိုပိုင်ရက်စပီနဲ့ကိုရိုင်းလုပ်ထားတာပါထင်တော့မထင်ရဘူးပေါ့နော်တော်တော်ကြီးကိုစားလို့ကောင်းတာပါ တခြားအသီးအစစ်တွေနဲ့လှုပ်ထားတဲ့ရေခဲမုန့်တွေလည်းရသေးတယ်ဆိုတော့တကယ်လို့ပေါင်မုန့်မကြိုက်ဘူးဆိုရင်တော့ရေခဲမုန့်လေးတွေကို try ကြည့်ဖို့အတွက် highly recommend လုပ်ပါတယ်။သူ့ရဲ့ရေခဲမုန့်တွေကအလှမင်္ဂလာအတွက်လည်း order လေးတွေမှာလို့ရပါတယ်။ အရင်စားကောက်တဲ့နောက်တစ်မျိုးကတော့ဒီ cheese တူရှည်လေးပါ တူရှည်ထဲမှာမုံလာဥဖက်လေးတွေထည့်ထားပြီးတော့သူ့ရဲ့တူစားရတဲ့အနှစ်ကအရန်ကိုမှစားလို့ကောင်းပါတယ်ပုံမှန်တူရှည်တူစားတဲ့အနှစ်တွေထက်ကိုအများကြီးကိုအရသာပိုကောင်းပါတယ်ပြီးတော့ဒီတူစားရတဲ့အစိမ့်အနှစ်လေးရောပဲပေါ့နော်အရသာတော်တော်ကြီးကိုရှိရပါတူရှည်တူစားဖို့ကအနှစ်၃မျိုးပေးထားတဲ့ထဲမှာနောက်တစ်မျိုးကတော့မယိုနီဆော့စ်လေးပါ အသီးနှံလေးတွေပါပါတယ်မယိုနီဆော့စ်လေးရလဲစားလို့ကောင်းပါတယ်တူရှိထဲမှာ cheese အရတာတိတ်မရပါပဲနောက်ကိုပိုထည့်ပေးမယ်လို့ပြောပါတယ်ဒါလေးလည်း highly recommend ပါဆိုင်လေးရပေါ်တဲ့အောက်ထပ်နှစ်ထပ်ရှိတယ် private room နေလည်းရှိတယ်ဝင်းနေပွဲတွေပါတွေလုပ်လို့ရပြီးတော့ catering service လည်းရှိပါတယ်နောက်တစ်မျိုးစားဖြစ်တာလေးရကိုကန်ကောင်းကြက်ကြော်ထမင်းပါထမင်းစီစမ်းလေးကိုလက်ဖက်တုပ်လေးရဲ့ဗလက်ချောင်ကျော်လေးရဲ့နဲ့တွဲပေးထားပြီးတော့ မွှေးမွှေးလေးနဲ့နူးညံ့ပြီးအရသာရှိတဲ့ကြက်ကြော်လေးနဲ့တွဲစားရတာပါ။သမင်းစီစန်းကနည်းနည်းလေးပေါ့တယ်လို့ရှိပေမဲ့ကြက်ကြော်လေးကတော်တော်လေးကိုနူးနူးညံ့ညံ့လေးနဲ့အရသာရှိပြီးစားလို့ကောင်းတာပါ။ကြက်ကြော်ရဲ့အသားလေးက juicy ဖြစ်ပြီးတော့နူးညံ့ပြီးအရသာတကယ်ကိုစားလို့ကောင်းပါတယ်။ မင်းစီဆန်းလည်းတူဘူးနှွေးအတွက်ပေးထားတဲ့ငရုတ်သီးကြော်လေးနဲ့ရောပြီးစားလိုက်တော့တော်တော်လေးကိုတလုတ်ဆိုတလုတ်စားလို့ကောင်းပါပါတယ်။ဒီကြက်ကြော်ထမင်းလေးစားကြည့်ဖို့အတွက်ကိုလည်းကြည်ရ recommend လုပ်ပါတယ်။တစ်ဖက်ရည်ဆိုင်ဆိုတော့ပေါက်စီလေးလည်းမြည်ကြည့်ခဲ့ပါသေးတယ်။ကြက်နဲ့ဝတ်မှာကြည်ရဝတ်သားပေါက်စီလေးမြည်ကြည့်ခဲ့တယ်။အတိတ်ကအแทရအသားရတာတော်တော်လေးစားလို့ကောင်းပါတယ်။ဝတ်သားပေါင်းလေးကိုစားနေရတယ်လို့ပဲပေါ့နော်။အရသာတော်တော်လေးရှိပါတယ်။ ပြီးတော့ပေါက်စီကိုတရုတ်တီစားသလိုရှမ်းပြည်ဘက်ကစားသလိုမျိုးငရုတ်သီးစီကြော်လေးနဲ့လည်းတွဲစားလို့ရအောင်ငရုတ်သီးစီကြော်လေးလည်းချပေးထားပါဗျ။ဝက်ဝူချောင်းနဲ့ရောကြက်ဥတွေရောပါပြီးတော့အရသာစားကောင်းလို့ကြည်ကြိုက်ပါဗျ။သူ့ရဲ့စီလုံးတီးလေးရလည်းမလိုင်ဖက်များများပြပြနှစ်နှစ်လေးနဲ့မလိုင်ဖက်လေးတွေရလည်းစိတ်နေပြီးတော့လက်ဖက်ရဲ့အရသာကလည်းကွက်တီပဲပေါ့နော်။တော်တော်လေးကိုတောက်လို့ကောင်းလို့ကြည်ကြိုက်ပါဗျ။ ကိုကန်ကောင်းစီမှာဒါမျိုးလက်ဖက်တုပ်လေးလည်းရပါသေးတယ်။လက်ဖက်ကတာရှိကန်စီမပါပဲနဲ့ကိုရိုင်းနှက်ထားတာမို့တော်တော်လေးကိုရတာရှိပါတယ်။လက်ဖက်ညွန့်လေးတွေဆိုလို့ရှိရင်လည်းပဲစီစစ်စစ်နဲ့စိန်ထားတာပေါ့နော်။ဘူးလေးတွေနဲ့စိုက်မှဝယ်လို့ရပါတယ်။ကန်ပွင့်ဆိုတဲ့လက်ဖက်နံမဲလေးနဲ့ပါသူရဲ့လက်ဖက်တုပ်လေးရလေးစိုင်းစိုင်းနဲ့ရက်လို့မရတော့လောက်အောင်စားလို့ကောင်းပါတယ်။ ဆိုင်တတန်းလေးရနှစ်နှစ်ကျော်ပြီဆိုတော့ဆိုင်မနာမည်ကြီးကောလင်းကျွေမုတ်ဆိုတာရှိပါတယ်။စနေတနင်္ဂနွေပဲရတာမို့လို့ခြေတော့မမြည်ကြည့်ခဲ့လိုက်ရပါဘူး။ဆိုင်လေးရကက်တရင်ဆာဗစ်ရှိရဲ့အပြင်ကိုအလှူမင်္ဂလာပွဲတွေအတွက်ကျက်စီထမင်းတို့ဘာလို့ဆိုရင်ပွဲတရားနဲ့စပြီးတော့အော်ဒါတွေမှာလို့ရပါတယ်။ အခုလက်ဖက်တုပ်လေးရလဲစိုက်မှာ free ရတယ်ရင်းနှွေးချမ်းလေးနဲ့လုံးဝကို share ပါပဲ menu တော်တော်စုံစုံနဲ့အရသာလေးတွေလည်းအရန်စားကောင်းတာမို့လို့ကိုကန်ကောင်း tea house လေးကိုတစ်ခေါက်လောက်တော့သွားကြည့်နော်တတာ